ဲ့မျက်နှာကိုသာမြင်လိုက်ရမယ်ဆိုရင်လေတကဘာလုံးမှာရှိတဲ့ပန်းတွေကတပြိုင်တည်းပွင့်သွားသလိုပဲအခုသမီးသက်တာ73နှစ်ရှိပြီ음ကျွန်တော်သမီးကတော့ကျွန်တော်ဘဝပေါ့ဘာလို့မိဘကိုမိဘတွေကိုဆိတ်ရှမ်းအောင်ထားနိုင်မလို့လဲယုံကြည်တယ်အချို့ရပြောကြရဲ့သမီးရင်မဟုတ်လို့လားလို့ပြောကြတယ်အဲ့ဒါသမီးကဘာမှတော့ပြောပါဘူးကိုယ်တိုင်ကလည်းအဖေသမီးရင်ဖြစ်နေရောကြတော့လေ တိုက်ဆိုးဘာပြောလာရင်တော့တမီးကတော့မက်ပုံတုံတပုံရိုက်ပြီးတော့ပဲသူတို့ပြလိုက်တော့မယ်အဲ့လိုမျိုးပဲကြည့်လာတော့ဘာဘာရီစားထားခြင်းလဲအဲ့ဒါတခုပဲလေတမီးကထားလို့မရဘူးပါရောင်းတမီးနဲ့ရန်ဖြစ်မိပါသလိုဘာဘာအတူတူကမာနီကြမ်းမှာဆိုလို့အဲ့လိုမခိုင်းတာဘာဘာတော့ကြိုက်မှာတော့တောက်တော့ဆုံးတော့ဟာရုပ်ကြီးနဲ့ဟမ်အဖေအဲ့လိုမျိုးအဲ့လိုမျိုးရီစားထားရင်သူ့ကောင်မလေးကိုပဲချစ်ပြီးတော့အဲ့လိုမျိုးမမျိုးမချစ်တော့မှာဆိုလို့ ကျွန်တော်ကဇဝဲမှာမှာဒါကျွန်တော်သမီးလေးကနှင်းစုဝီလို့ခေါ်ပါတယ်။ဟိုလက်တော်တော့ကြော်ညာလေးတွေရဲ့ NTV လေးတွေရဲ့ပဲရိုက်ဖြစ်နေရပေါ့။ဟိုပြတော်တော်လေးဆော့တယ်။ခုလောကျတော့ဒီလိုပဲလှုပ်ရှားနေတော့။သမီးလေးရောအာသမီးလေးကတော့ခုနောက်ဘယ်လိုပြောမလဲ။ခုလောကတချင်းစရာလေးတွေရဲ့ပေါ့။သူကြော်ညာလေးတွေရဲ့ကန်းတန်းထားတယ်ရှိတာပေါ့။ကျွန်တော်လဲငကွာတစ်တော့ဆဆော်တွေကလူယူလိုနေနေရလေလူနေတော့ဟိုဟာ အဲမိသားစုမရှိလို့ထင်ကြတာကိုအဲ့တော့သမီးလိုက်တဲ့ဒီရွယ်ခုမှပေါ်လာဆိုတော့ဒါကတော့သူတို့လည်းထင်ထင်မှာပေါ့ငွေသားသမီးလားပေါ့နော်ဘယ်ခုမှဘယ်ရပေါ်လာလဲလို့အဲ့လိုမျိုးပေါ့ပေါ့အဲ့မှာကျွန်တော်ကလည်းပထမကဘာဖြစ်လို့သမီးကိုရှာမပြရလဲဆိုတော့ဟိုကျွန်တော်လိုချင်တဲ့သူမှရေရှင်းနေရမရှိသေးဘူးဆိုရင်ကျွန်တော်ရှာပြလိုက်လကားပဲလေအခုတော့သူနည်းနည်းလေးအဲလုံနိုင်တယ်ဥမာကသင်းဆူခိုင်းမလားဆိုနိုင်တယ်တရုတ်ဆောင်ဟိုဆောင်မလားသူတရုတ်ဆောင်နေတယ်ပေါ့အဲ့တော့ကိုရှာပြရင်ကျွန်တော် ကျွန်တော်သိဘူးလေအားရှိတယ်ကွာသူလုံးနိုင်တယ်ဆိုတာကိုရှားပြရတဲ့အတွက်ကျွန်တော်အခုရမှာရှားပြဖြစ်ပါတယ်ဟုတ်တယ်အရင်တော့လုံးဝလုံးဝမိမရှိတယ်တော့မထင်ဘူးဒါပေမဲ့အခုလည်းမရှိပါဘူးအဲ့လိုကဟိုဟိုဒါအိမ်တော်ရကြတော့လေဟိုအခမ်းမတင်လို့တောင်းတရောက်ဟိုဒီလိုမျိုးအခမ်းမတင်လို့ပဲငွေရကွဲသွားဆိုတော့လွယ်ပေါ့နော်အားကြောင့်ကလေးလည်းမရှားရှားမပြဖြစ်တာပါတမီးရနင်းစုဝေပါဟွာအတန်း6တန်းတက်နေပါရှင့် ရှိတယ်ရှင်တို့ကရင်းနှီးတယ်မန္တလေးမှာရှိတယ်ဟုတ်မန္တလေးမှာရှိပါတယ်အဲသူကျွန်တော်ဇလန်းတို့တပုတ်ရိုက်ရိုက်ပေးဘူးတယ်အရှင်ကနည်းနည်းခန့်ငယ်သေးတဲ့ခါကြောင့်လေအဲသူတိုးဆောင်ကောင်းမှလည်းဟိုမှာဖြစ်ဘူးဟိုသူကျွန်တော်သမီးဆိုတာသူမသတိမထားမိဘူးအားကြောင့်မို့ကျွန်တော်လည်းအရှင်နေကဩငယ်သေးတယ်ပေါ့နော်ဒီလိုခြားပြတော့လည်းဘာမှသိမှာမဟုတ်သေးဘူးဆိုတော့ပုံကျွန်တော်လည်းခြားမပြသေးတာပေါ့အခုကြတော့ဟို မိဘဆိုတော့ကိုသားသမီးကိုဘယ်သူမှမခိုင်းစားခြင်းလေဟုတ်လားမခိုင်းစားခြင်းဘူးဒါပေမဲ့ဟိုသားသမီးအောင်မြင်ချင်တာတော့မိဘလည်းမြင်ချင်တာပဲလေအဲသားသမီးဟိုငယ်တဲ့ချိန်မှာသားသမီးအတွက်ကမိဘအားစီးပဲမိဘကြီးလာပြီဆိုရင် သားသမီးမိဘရဲ့အတွက်ကသားသမီးအားစီးပဲလေအားချမ်းမို့ခိုင်းတော့မခိုင်းစားခြင်းဘူးဒါပေမဲ့ဒီလိုပဲပေါ့ဒါပါနဲ့အတူကြိုးစားရတာပေါ့နော်ဟာအခုကျွန်တော်ပြန်လာမှဆော့လာအရင်ကသူကြောင်းတက်နေတယ်ကြောင်းသွားတယ်အဖွားနဲ့နေရဆိုတော့အဲ့လိုမျိုးသူကိုယ်နဲ့ဆော့ထားတဲ့အကောက်ကိုမရှိဘူး အာချစ်တာပေါ့ဦးလေးတွေကအဲ့မှာသူတို့ဒေါက်တာတွေလေအဲ့တော့ကကြောဦးလေးရှိသွားလေတယ်အာဝတ်စားရပါဆိုလည်းပတ်စံမပေးဘူးတဲလာတယ်ဆိုတော့ဖုန်းလည်းရတယ်နော်ဖုန်းဆက်ချက်ပုံမဲ့လက်ဆောင်ရတယ်အော်တမီးတို့တော့ကကြောင်းတက်နေနေသူကအဆူအဆူဝါသနာပါတယ်ဆိုလို့ပြောလို့ကျွန်တော်ဆိုတင်ကန်လေးတွေတက်မယ်ပြီးတော့တရှင်းလေးတွင်ပေးမယ်ပေါ့နော်ပြီးတော့ဒီကြောင်းပိတ်တဲ့3လကာလတွင်မှာပဲသူဖြစ်နေတာလေးလုပ်ပေးမယ်ပေါ့အဲ့လိုမျိုးမရှိတော့ဆိုရင်တော့အဖေကိုလွမ်းတာပေါ့အဲ့လိုမျိုး ဖေကိုတတိလဲရရင်အခုဖေကတမိကိုတတော်ဆောကန်းကြာတမိကျွကျွဆဆဆော့ပေးတယ်လူမျိုးစကားအလောက်အများကြီးမပြောနဲ့တမိနာငါနာညီကုန်မယ်မော်လီဘဘဘဘမရှိတော့ဘလို့မျိုးခံစားရလဲအခုဘဘပြန်လာပြီဆိုဘဘဘလို့ထားမလဲစိတ်ချမ်းအောင်ထားမလားအဲအဲ့လိုမျိုးပေါ့တမိရင်ကဘလို့ထားခြင်းလဲဘဘဘလို့ပြောတာဘဘကိုစိတ်ချမ်းအောင်ထားခြင်းလေပြီးတော့ ယောပပကူတော်တော်လေးစော်ဟိုင်းတော့လေသမီးအဲ့လိုမျိုးဟွာပေါ့စော်ပေးရပါဘောနော်ငါကရှိရတာပြောတာသမီးကိုပြောနေတာရှိတော့လည်းမရှိတော့လည်းရှိတော့လည်းမရှိတော့လည်းပြောတာမရှိတော့မဖြစ်ဘူးမဖြစ်ဘူးဘာကြောင့်ဘာကြလဲဆိုတော့ပပမမီလို့အဲ့လိုမျိုးလှုပ်ကြွေလေဘာကြောင့်ပြီးတာပြီးတာငငယ်ရဘယ်လိုမျိုးထားလဲအဲ့ဘယ်လိုငငယ်ရဖေကသမီးမျက်နှာငငယ်အောင်ထားတယ်အဲ့လိုမျိုး ဖခင်သမီးမျက်နှာမငယ်အောင်ထားပေးတယ်သမီးဟွာလိုချင်လဲဟွာယူဝယ်ပေးတယ်ဖခင်သမီးရမယ်မထားရမလားသမီးရလဲဖေးစိတ်ချမ်းသာအောင်ထားပါလိမ့်ထားပါဦးဘိုင်ဟုတ်ကဲ့ဒါထားမယ်ဆိုမရဘူးဆိုမိသားတော့ထားမခံဘူးဘာလဲသမီးတည်းလေအခုဘာဘာမတော့ကလမ်းတော့ရက်မတော့ဘူးလေလားဟုတ်သူများလည်းစိတ်မရှိဘူးလေနော်ပြီးတော့သမီးကိုဗတ်ဆက်ရှမ်းတောင်ထားရည်ကျွန်တော်လည်းဖြစ်နေတာတခုကဘာဘာရည်စားထားနေတာအဲ့ဒါတခုပဲလေသမီးက ထားလို့မရဘူးပါရအောင်อืมတမင်းရံဖြစ်မိမှာသလိုချစ်တယ်ပေါ့ပါဟာတဲ့อืมချစ်ပါอืมအဖေအဲ့လိုမျိုးအဲ့လိုမျိုးရည်စားထားရင်သူ့ကောင်းမလေးကိုပဲချစ်ပြီးရောအဲ့လိုမျိုးမမျိုးမချစ်တော့မှာဆုံးချစ်ပါပေါ့တမင်းတမင်းကပပရင်နဲ့ဝင်ကြည့်လို့မှမရတာဟုတ်လားပပတမင်းချစ်ပြီးသားအားကြောင့်ဘာခုချင်နေမိမမိတွေဘူးလူလိုလည်းမရပါဘူးကျွန်တော်တမီးကတော့ကျွန်တော်ဘဝပေါ့ ဘာလို့မိဘကိုမိဘတွေကိုစိတ်ရှမ်းဆောင်ထားနိုင်မလို့ယုံကြည်တယ်ကျွန်တော်အရှင်ကဒီအဲတာလောဈေးပေါ့နော်တာလောဈေးမှာကျွန်တော်အဲ့လိုပဲဆန္ဒပြုမိချစ်လေးနဲ့ရှင်းတယ်လေရောင်းတယ်အဲ့တော့ကျွန်တော်တို့အမေနဲ့တွေ့ရဲတို့အမေရတာပြောပြောပြောတာပေါ့ပြောတာကအမေရဈေးရောင်းရဈေးရောင်းနဲ့တွေ့တာသူကအဆိုင်မှာလောက်တာ ကျွန်တော်ကအဲ့လိုချင်းလည်းနဲ့တာရောင်းဆိုအမှန်တကယ်ကျွန်တော်တို့ဒီတာတော်စိမှာချင်းလည်းနဲ့ရောင်းရင်သူကထင်သေးရဲ့လေအဲသူ့အမေရှင်မှာရှင်းလေးလည်းတာတာပြီးတော့လေစကားတာတာပြောဆိုတောင်းချင်ရကျွန်တော်တို့ကနှာခေါင်းရှုံတာပေါ့နော်ဒါပေမဲ့နောက်ဆုံးတော့သူ့အမေကျွန်တော်လက်လက်ခံခဲ့ရပေါ့ကျွန်တော်တို့ပေါ့အဲလက်ခံခဲ့နဲ့အဲဟိုကောင်းကောင်းမွန်လေးဖြတ်ဖြတ်တန်းခဲ့ပါတယ်သူနဲ့ဒီသမီးလေးမွေးတဲ့အချိန်တော်တော်ဖြတ်တန်းခဲ့တယ် တော့ကျတော့ဒီလိုပဲပေါ့အစိမ့်သဘောထားချင်းမတိုက်ဆိုင်ဘူး꽌သွားပါဟိုတူလည်းမမှားပါဘူးကျွန်တော်လည်းမှောင်းမေးပါဘူးဟုတ်အဲ့လိုတော့ငင်ခေါ်ထားမလားငါခေါ်ထားမလားမပြောဘူးဗျဟိုတူနဲ့ကျွန်တော်လည်းစပြီးတော့ဟိုတရားဝင်နန်းခွက်လိုက်ကလေးကဟိုသမီးလေးလည်းမျက်စိမှာနေရှင်တို့နေလို့ရတယ်ကျွန်တော်စီမှာလည်းနေလို့မျိုးရဆိုတာပဲအဲ့လိုပဲညှိခဲ့တာဒါပြီးတော့ငင်ခေါ်ထားမလားငါခေါ်ထားမလားဟိုကလေးထောက်ပံ့တာမထောက်ပံ့တာမပြောဘူးခင်ဗျဟိုငကိုလေးကလည်းကောင်းကောင်းမွန်မိသားစုကိုဟိုကိုယ့်ကိုယ်မပြောဘူးကောင်းမွန်ထားခဲ့တဲ့အတွက် ကျွန်တော်လည်းနောက်နောက်နောက်လည်းကောင်းကောင်းမွန်ထားနိုင်မယ်လို့ပဲဆုံးဆုံးဖြတ်တယ်ပေါ့အဲအဲ့လိုပဲအဲ့ဒါကြောင့်မို့ပဲဘာမှမဖြစ်ဘူးကျွန်တော်ကောင်းကောင်းမွန်ထားမယ်လို့ပဲဆုံးဖြတ်ပြီးတော့ရွေးချယ်ခဲ့တာပေါ့အခုသမီးသက်က73နှစ်ရှိပြီစီးပွားရေးလုပ်တယ်ပေါ့အဆင်မပြေတာရှိရအဆင်ပြေတာရှိရစီးပွားရေးဆုံးရှုံးနိုင်လည်းရှိတယ်အာနည်းနည်းပြန်ဆင်ပြေအမျိုးမျိုးပဲသွားနေတာပဲအဲ့လိုကြော်ကြော်ဖြစ်နေတာအများကြီးပဲပေါ့ကျွန်တော်အမေလည်းရှိရလေကျွန်တော်အမေကျွန်တော်အမေကကြတော့ကျွန်တော်သူတားတယောက်ပဲရှိတာဟုတ်အဲ့တော့အမေလည်းပြန်ကြည့်ရတယ် အခုတော့တမီးလည်းပြန်ကြည့်ရပေါ့ကျွန်တော်အိမ်အောင်ကြတာကျွန်တော်16နှစ်လောက်က16နှစ်လောက်တည်းကအိမ်အောင်ကြတယ်အခုတော့အသက်က35ကျော်ပြီဩမထင်အောင်လို့နုနာနုနာ16နှစ်ကကြတယ်ကျွန်တော်ဟိုတမီးငယ်လေးကအိမ်အောင်ရကွဲသွားတာပါအဲ့လောက်ပဲပြောပါမယ်အဖေကကျတော့တမီးကလိုချင်တာကိုလုံးဖြည့်စီပေးတယ်အမေဟိုကတမရရေလို့ပေါ့နော်အဖေတမရဒီရင်ကြီးလို့ချင်တယ်ဆိုဖေကအဲ့လိုလိုက်ွယ်ပေးတာလည်းညာတယ်။ဟုတ်ပြီ။ ဖခင်ငငယ်ကလေးကသမီးကိုတာကီးယူဆိုင်တယ်။သမီးငငယ်တော့ကဒီနှစ်ဖူးလေးနှစ်ဖူးပေါက်တော့မဖခင်ငိုလာငိုလာငိုလာဟာလေငါသမီးရတယ်ဘာလို့အဲ့လိုဖြစ်ရလဲဆိုငိုလာဟာသမီးမမရရှိတယ်အဖွားနဲ့ချော်လဲရအဖွားနဲ့ချော်လဲရပေါ့နော်သမီးဆိုအားလေးချက်လောက်ချုပ်လိုက်ရဖခင်တနာပါအစေးရုံရအောင်ကနေတမိချတော့ကိုကိုင်းပြီးတော့လေအဲ့လိုမျိုးဖေကအခုတော့မှကျွန်တော်နားရက်ရဲ့ဆို ျွန်တော်မှလောလောဖုန်းမကြည့်ရဘူး။နားတဘောမခွာဘူး။အဲ့ဒါသူတော့ပြမပြန်ဘာဘာအဲ့အောင်မယ်။သူပြမဖုန်းသားဆော့ပါဆိုလဲမဆော့ဘူး။လောအားတဲ့နေ့ဆိုနားတဖွာမှမခံဘူး။ကျွန်တော်မှဖုန်းလဲဒီတော့ကြည့်လဲအမှန်တမ်းကျွန်တော်ကောင်းမလေးလည်းမကြည့်ရဘူး။လူနဲ့မှလည်းဖုန်းမပြောရဘူး။အဲ့လိုမျိုးနားနေတဖွာမခွာဘူး။လိမ်မာပါတယ်ကျွန်တော်ဒီမှာကျွန်တော်လိမ်မာတယ်။ကျွန်တော်ကျင်းကြတာကြီးကျင်းကြတာတခုပဲ။ကျွန်တော်ကအခုပြောနေတာဖဖဘဝကယူဆိုင် ဟိုကပဲပြုစုလို့ဒါပေမဲ့ကျွန်တော်တခါလေးအပြင်းနေပိုင်းသွားရတယ်ပြပြင်းနေပိုင်းသွားကကျတော့မင်းကလေးမင်းဟိုမင်းကလေးကျတော့ဟိုဒီမှာခုလောလောဆယ်သူပဲရှိတာကိုအဲ့တော့ဖဖောက်ကယူဆက်အိဒီကမင်းကလေးဆိုတာကအိမ်မူကိစ္စနိုင်နေရမယ်ဟုတ်တယ်အိမ်မူကိစ္စနိုင်နေရမယ်အားကြောင့်မို့ထမင်းဟင်းရှက်တတာမျိုးအဲပြီးတော့ဝတ်ချော်တတ်တာမျိုးလိုချင်တယ်ကျွန်တော်ကကျွန်တော်ကိုယ်တိုင်လည်းယောက်ျားလေးတာဖြစ်တယ်ကျွန်တော်ထမင်းနဲ့ရှက်တတ်တယ်ဟင်းနဲ့ရှက်တတ်တယ်ကျွန်တော်ကြိုက်တာခံကျွန်တော်အကုန်လုံးတတ်တယ်အဲလိုမျိုးကျွန်တော်မပြင်းဟမ်တမီးကတော့ဘာမှဖြစ်ပါဘူးလို့မျိုးတချို့ရပြောကြတယ်တမီးရင်မဟုတ် ထုတ်လို့လားလို့ပြောကြတယ်။အဲကြောင့်တမယဘာမှတော့ပြောပါဘူးကိုယ်တိုင်ကလည်းအဖေတမီရင်ဖြစ်နေရောကြတော့လေ။တမယတော့ချူချူသားပြောချင်တာရှိပါ့။မပုံလေးပြောကြလိုက်။တိုင်းဆိုဝါပြောလိုက်ရင်တော့တမီးကတော့မတ်ပုံတူတပုံရိုက်ပြီးတော့ပဲသူတို့ပြလိုက်တော့မယ်အဲ့လိုမျိုးပဲအားလုံးအားပေးကြအောင်ပေါ့ကျွန်တော်တို့ကျွန်တော်တမီးလေးကိုသူဖြစ်စေခြင်းနဲ့တိုင်းအောင်ပဲကျွန်တော်ကဖြည့်ဆည်းပေးသွားမှာပါအဲသူတရားဆောင်ဖြစ်နေလို့ဆိုရင်လည်းကျွန်တော်မိဘတယောက်အနေနဲ့ ျွန်တော်ပံ့ပိုးပေးမှာပါအစိုးရဖြစ်ရှင်နေဆိုရင်လည်းဒီကတရားမြေပံ့ပိုးပေးသွားမှာပါလို့အဓိကသတိလေးလိမ်မာပြီးတော့မိဘပေါ်တည်တတ်တဲ့သတိလေးဖြစ်ရင်ရပြီသမီးဖေဖေကိုချစ်တယ်အဲ့တော့ဖေဖေစိတ်ချမ်းသာအောင်လည်းသမီးကလုပ်ပေးမှာပါလို့အမ်အပိကြရဲ့ပရိသတ်တွေကိုချစ်တယ်ပေါ့နော်ဝေဖန်တဲ့ပရိသတ်တွေကိုလည်းသမီးချစ်ပါတယ်